အားလုံးပဲမင်္ဂလာပါဒီနေ့တော့ငငယ်ရွယ်ရွယ်နဲ့ကိုပိုင်ဝင်ငွေဘလို့စတင်ရှာဖွေနိုင်မလဲဆိုတာပြောပြမယ်နော်။အွန်လိုင်းကနေပတ်စံရှာတာကိုပိုင်စည်းပွားရေးလေးစတာတွေကအခုခေတ်မှာငငယ်တွေအတွက်ဖွင့်လန်းတွေအများကြီးရှိပါတယ်။ပထမဆုံးကိုစိတ်ဝင်စားတဲ့အရာဒါမှမဟုတ်ကိုကျွမ်းကျင်တဲ့အရာကိုရှာဖွေပါ။ဥပမာစာရေးတာ၊ဒီဇိုင်းဆွဲတာ၊ပင်ကြားတာဒါမှမဟုတ်လက်မှုပညာတစ်ခုခုပေါ့ အဲ့ဒီအရေးချင်းကိုသုံးချပြီး freelance platform တွေမှာဝန်ဆောင်မှုပေးလို့ရပါတယ်။ဒါမှမဟုတ်ကိုယ်ပိုင် social media page လေးထောင်ပြီးကိုယ့်ရဲ့ product ဒါမှမဟုတ် service ကိုမိတ်ဆက်ရောင်းချနိုင်ပါတယ်။အရေးကြီးတာကစတင်ဖို့နဲ့စတိုင်လေးလာနေဖို့ပါပဲ။မားတွေကနေတင်ယူပြီးရှေ့ဆက်သွားပါငွေရွေရွေနဲ့စတင်တာကအနာဂတ်အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ။ နောက်ထပ်ဘလို့နီးလန်းတွေရှိသေးလဲဆိုတာနောက်ဗီဒီယိုတွေမှာဆက်ပြောပြမယ်နော်